ိုင်းအာဏာပိုင်တွေဖမ်းဆီးတာခံလိုက်ရတဲ့ online ကနေထိုင်းစာတင်ကြားပေးနေသူမြန်မာဆရာမတမူအားလုံးပဲမင်္ဂလာပါနောက်ပိုင်းမှာတော့ထိုင်းနိုင်ငံကမြန်မာနိုင်ငံကနေရွှေ့ပြောင်းလာကြသူတွေပြည်ဝခင်တင်ကြတာတွေလှုပ်ဆောင်လာခဲ့တယ်လို့အဖမ်းဆီးစစ်ဆေးတွေလည်းများလာခဲ့ပါတယ်အခုဆိုရင်လေထိုင်းရမြန်မာရွှေ့ပြောင်းဆရာမတအုပ်ကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်အဆိုပါဆရာမက online ကနေတစေထိုင်းစာရေးဖက်တင်ကြားပေးသူလည်းဖြစ်ပါတယ် ဆောင်ကနေတစဉ်ထိုင်းဘာသာစကားကိုလေဘယ်လိုက် သင်ကြားပေးနေပြီးတော့နှစ်လကြာသင်တဲ့အတွက်ဘတ်1500နှုန်းနဲ့သင်ကြားပေးကြရလေးဖြစ်ပါတယ်။ထိုင်းနိုင်ငံဆာမော့စ်ခွန်ခရိုင်ကဆီယာမရဲ့နေအိမ်မှာအေဘီလာ19ရက်နေ့ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့ဝင်တွေကပူးပေါင်းပြီးတော့ဖမ်းဆီးသွားခဲ့ခြင်းဖြစ်တယ်လို့လည်းနီးစပ်သူတွေရဲ့ပြောကြားရသိရပါတယ်။သင်ကြားရေးလုပ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေနဲ့စာအုပ်တွေကိုလည်းတသက်ကန်နေနဲ့သင်စီသွားခဲ့တာလည်းဖြစ်ပါတယ်။အလုပ်ပါမေးမရှိဘဲနဲ့အလုပ်လုပ်ကိုင်းနေခြင်းကြောင့်ဖမ်းဆီးသွားခဲ့တာလို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းလို့သမားရေးလှုပ်ရှားသူတအုပ်ကထိုင်းမှာကအများတော်အားဖြင့်လုံနေကြတာကကိုကသူများစီကတဆင့်တင်ယူလေးလာပြီးအချားသူတွေကိုပြန်တင်ပေးတဲ့ပုံစံနဲ့လုပ်ကြတဲ့ပေါ့ အလို့တင်တဲ့အခါမှာအခချင်းငွေယူရဲဆိုရင်တော့ထိုင်းဥရိယာအရေးယူခံရမှာဖြစ်ပါပြီ။ဥရိယာနိုင်ငံသားသားအလို့သမားရေးစီမံခန့်ခွဲရေးဆိုင်ရာဥရိတွေကကြားမြင့်ထားတဲ့လောက်ကိုင်းလို့ဖန်ဆင်းရေးယူတာဖြစ်ပါပြီ။ဒံွေကထိုင်းဘက်တထောင်ကနေတသိန်းတိရှိပြီးတော့ဖန်ဆင်းခံရသူရဲ့စာရေးစာရဲတွေကိုလည်းသိမ့်စီပြီးမုံရင်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံရနိုင်တယ်လို့လည်းပြောပြသွားခဲ့ပါပြီ။ထိုင်းနိုင်ငံမှာဆိုရင်တော့ရွှေပြောင်းလို့သမားတွေအတွက်လောက်ကိုင်းခွင့်မရှိဘူးဆိုပြီးတော့ကြားမြင့်ထားတဲ့လုပ်ငန်း40တိရှိနေပါပြီ။အဲ့ထက်မှလုံးဝလောက်ပိုင်ခွင့်မရှိဘူးဆိုပြီးကြားမြင့်ထားတဲ့လုပ်ငန်းက 28မြို့ထိရှိနေတာဖြစ်ပါသည်ဒီလိုတားမြစ်ထားတာကထိုင်းနိုင်ငံသားတွေရဲ့အလုတ်ကင်ခွလန်းကိုကာကွယ်ဖို့အတွက်လေးဖြစ်ပါသည်လက်ရှိထိသိခံရရတဲ့မြန်မာဆီယာမဟာဆိုရင်လေလုပိုင်ခွေတဲ့ကြော်လွန်ပြီးတော့လုတ်ကင်နေဆိုတဲ့ချက်နဲ့ပဲထိသိခံကြရတာပါထိုင်းဆိုရနောက်ပိုင်းမှာတရားမဝင်အလုတ်လုတ်ကင်ခြင်းနဲ့လုတ်ကင်ခွင်တဲ့ကြော်လွန်ပြီးလုတ်ကင်နေရတွေကိုတည်တင်းကျပ်ကျပ်ရှာဖွေဖမ်းဆီးရတွေလည်းရှိနေပါသည်အထောက်ထားမဲ့အလုတ်လုတ်ကင်ခြင်းနဲ့လုတ်ကင်နေတဲ့ခွင့်ရေးကိုကြော်လွန်ပြီးတော့အလုတ်လုတ်ခြင်းကိုစစ်ဆေးတွေးရှိပါကဒဏ်ငွေ ပန်း9000ကနေ9000အထိပေးဆောင်ရမယ်ပြီပြည်နယ်တံမှာကြခင်ရမယ်ဆိုပြီးတော့ထိုင်းဥတွေမှာပြတင်းထားခဲ့တာလည်းဖြစ်ပါရည်အလို့ရှင်နေနဲ့လည်းအထောက်ထားမယ်လို့သမားကိုခန့်အပ်တာနဲ့လုတ်ကင်နိုင်ခွေတဲ့ကျော်လွန်နဲ့အလို့စီခိုင်းခဲ့ရင်လို့သမားတိုးချင်းစီအတွက်တန်ွေဘက်တထောင်းမှတသိန်းအထိပေးဆောင်ရမှာလည်းဖြစ်ပါရည်ဥပဒေအရပထမချိန်ကျူးလွန်ခြင်းတွင် ထောင်ထဲကြခင်ရမယ်လို့ပြတင်းထားတာမျိုးတော့မရှိပဲထက်မယ်ကျူးလွန်မှာသာ တနင်္ထေမပေါ်တဲ့ထောင်ထင်ကြခရမယ်ဆိုပြီးတော့ပြောင်းထားလဲဖြစ်ပါတယ်။ဒါကြောင့်ဖန်စီထေသေးခံလိုက်ရတယ်မြန်မာဆီယမအနေနဲ့လဲထောင်ထင်ကြခံဖို့တော့မရှိဘဲနဲ့ဒန်ကြီးပြီးဆောင်ပြီးတော့မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရဖို့တော့ညှိနှိုင်းခဲ့ပါတယ်။ကြီးစုအပေးခဲ့ကြရဲ့အတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလဲစေဝင်စားစရာကောင်းတဲ့အကြောင်းအရာကြီးနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြီးစုအပေးဖို့အတွက်အမေကြပါနဲ့ဦးနော်။အပေးနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းကိုလဲကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာပြန်လည်ဆောင်တွေ့ကြမယ်နော်။